မနက်အလမ်းမီလိုကြော်ကြီးတယောက်မမြင်မဆန်းတဲ့လှုပ်လိုက်တာစီးရီးယားရဲ့ပေါက်စီကိုသွားကင်ပြီးသွားပါတယ်ပုံမှန်ဆိုမီယာကလာနှုံးနေကြဖြစ်ပြီးဒီကတော့စီးရီးယားကထူးထူးဆန်းဆန်းလာနှုံးနေပါတယ်ပြင်စားကန်ထဲမှာတော့အားလုံးအတူရှိနေကြပြီးမီယာကတော့အသေးရောက်လာရင် ရောက်လာရတူနဲ့ရန်တက်နေကြမလို့စပိုင်ဒါမားမနဲ့ရန်တက်နေပါတယ်ဒါပေမဲ့လည်းသူပဲကျွန်တော်ကြည့်နေကြဆရာမကားရဲရလို့ကြိုးတန်းနေနဲ့ချုပ်တာခံလိုက်ရပါတယ်ကျန်တဲ့သူတွေကတော့စပိုင်ဒါမားမနဲ့ရင်းရင်းနှီးနှီးပါပဲစီးရီးယားကတော့ကြော်ကြီးသွားတဲ့နောက်ကိုလိုက်ကန်နေတာဘာဖြစ်နေလဲတော့မသိပါဘူး ကျော်ရီကလည်းအိန္ဒာတက်ရှင်လို့ပါဆိုကအထဲကိုတော့လိုက်မလာတာနဲ့လို့ပြောပြီးဝင်သွားလိုက်ပါတယ်ခဏကြာအိန္ဒာရဲ့အတန်ကြားလို့ဝင်သွားလိုက်ကစပိုက်ဒါမားမကိုတွေးလိုက်ရပါတယ်စပိုက်ဒါမားမကလည်းဟိုးလေကြောင်ဘက်တီပြောနေလို့မီယာကပြောနေပေမဲ့စီဗီယာကဝန်တားလိုက်ပါတယ်ညရောက်တော့ကျော်ရီလည်းအိတ်တော်မယ်လို့မင်းကူမြင်နေနဲ့ညှိသွားလို့လှုပ်မြဖြစ်သွားကစပိုက်ဒါမားမရောက်လာပြီးရိုမန်တစ်ဆန္ဒလေးကြီးလောက်အောင်လို့ပြောလိုက်ပါတယ် အင်းကြီးကိုချွတ်လိုက်ပြီးဘာလုပ်နေလဲမသိကျော်ကြီးညီလေးနိုးနေပြီလို့တော့ကြားလိုက်ပါရယ်စီရီယာလည်းတကားကိုဖျက်ပြီးဝင်လာကကျော်ကြီးကိုဆွဲခေါ်သွားပါရယ်တွားနေရင်လည်းစိတ်ကူးရည်ရင်တွေကတခြားသူတွေကတော့ဓာတ်ပုံနေနဲ့ဝိုင်းရိုက်နေကြပါရယ်နေရာတနေရာကြတော့ရက်လိုက်ကအဲ့ဒီအချိန်မှာပဲဝဲဝဲဝေါနှုတ်ရကြီးပါလားဟာကင်လိုက်ရလို့ကရှယ်ပဲကွာဒါနဲ့ဟိုကောင်ကမင်းရဲ့ဘဲလားအေးအောင်မင်းအလေးနဲ့ဟိုကတော့အရာတောင်ပြေးမှာမဟုတ်ဘူးလို့ဒဲတွေကိုပြောနေပါတယ်။စီဗီယာကတော့စိတ်လိုကလှုပ်ချင်ပေမဲ့ဥပဒေရှိနေရကြောင်ဘာမှတော့မလုပ်ပါဘူး။ ကျော်ယူကိုချုပ်ကစီရီယယ်ကိုလည်းချုပ်လိုက်ပြီးယူကိုကိုင်းမို့လောက်ပါတော့တယ်။အဲဂျင်စပိုက်တာမမရောက်လာကအကုန်လုံးကိုအမြင်နေနဲ့ချုပ်ထားလိုက်ပြီးတော့တော်တော်ကိုပန်ရင်နေတဲ့ဘဲကိုလည်းဖျက်ချောက်လိုက်တာမေးလဲသွားပါတယ်။ဥရီရှိနေပေမဲ့ဘသူမှမမြင်တာမလို့လို့ပြောနေကစပိုက်တာမမကကျော်ယူကိုဒီညအချစ်ဟိုတယ်ကိုသွားကြမလားလို့နေလို့စီရီယယ်ကဆွဲယူလိုက်ကစပိုက်တာမမကိုမုန်းတယ်လို့ပြောပြီးသူ့ရဲ့မဆာကိုမထိနဲ့လို့ပြောနေကဗလာဗလာကြီးပြောနေပါတယ်။စပိုက်တာမမလည်းကြီးလိုက်ကအဲ့ဒီလိုလှုပ်ဆမ်းပါလို့ပြောကနောက်ဆုံးတော့မင်းရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပွင့်မလင်းလင်းပြောပြီးဘောလို့ပြောလိုက်ကအမြင်နေအများကြီးတွန်းလိုက်ရတာမလို့လို့ပြောပြီးဗိုက်စာရယ်လို့ပြောနေပါတယ်။ ပြီးတော့တော့သွားလဲအင်ကိုပြန်နေကစီဗီယာကစပိုက်တာမမကိုတခုပြန်လို့ပေးပြရစီလို့ပြောလိုက်တော့စပိုက်တာမမကလည်းကြိုးတိုင်းနေနဲ့ရှောက်ကြည့်ထားလိုက်ပါတယ်ဒီလိုနဲ့မနေ့ရောက်တော့ကြော်ရီတယောက်ဖျားနေလို့မီယာတို့တွေစိတ်ပူနေကြပါတယ် အဲ့ချိန်စပင်တို့ရောက်လာပြီးအခန်းထဲကိုစေးရီဖျံကကျော်ကြီးကဘိုင်းရက်တစ်ခုဝင်နေရဖြစ်ရမယ်လို့ပြောကကျော်ကြီးကိုကွာရန်တီးဝင်ရမယ်လို့ပြောနေပါတယ်စမစ်ကတော့သူ့အလုပ်တွေကိုဟိုကောင်မလေးစီလွှဲခဲ့ပြီးတော့သူကကျော်ကြီးကိုစောင့်ကြည့်ပေးမယ်လို့ပြောပါတယ်ခဏကြာတော့စမစ်အိပ်ပျော်နေရကိုတွေ့လိုက်ကမီယာတို့ကလည်းသူတို့ကိုရန်ကျော်ကြီးကိုပြုစုပေးမယ်လို့ပြောနေပါတယ်ကျော်ကြီးအခန်းထဲကိုဝင်ကူးဆက်ခံရမှာဖြစ်တဲ့အတွက် slime ဖြစ်တဲ့စူးကိုပဲသူတို့လှုပ်စီခြင်းတဲ့ပုံစံတွေကိုအတန်ကားစွာကော်ပီယူခိုင်းပြီးကျော်ကြီးရဲ့အခန်းထဲကိုလွှတ်လိုက်တာပါအရင်ဆုံး serial ပြုစုခြင်းတဲ့နေတိုင်းကျော်ကြီးကိုပြုစုလိုက်ပါတယ် ဒါပေမဲ့အစင်းတော့ပြေးမနေပါဘူးနောက်တစ်ယောက်ဖြစ်တဲ့မီရိုရဲ့ပြုစုခြင်းတဲ့ပုံစံကတော့ကျော်ယူကိုအသေးသက်နေလားမသိဖျားနေပါတယ်ဆိုမှရေစင်ခိုင်းနေတာပါနောက်တစ်ယောက်ကတော့မီယာဖြစ်ပြီးကျော်ယူကိုတူးချက်ထားတဲ့ဟင်းဦးလေးပြေးလိုက်ပါတယ်ကျော်ယူကတော့ဒီတစ်ခါတော့တကယ်သိပြီဆိုကလက်ကြည့်လိုက်ကစူးကစားထားရမလို့ဘာမှတော့မကြံတော့ပါဘူးပပီးရဲ့အလှဲ့ကိုရောက်တော့ကျော်ယူကိုဘာလို့လုံနေလဲတော့မသိပါဘူးအခန်းထဲဝင်ခဲ့အချိန်ကိုပြထားပြီးကြော်ဤပုံစံပြောင်းထားတဲ့စူးကိုမီယာတို့ရဲ့တောက်တလဲပုံစံနေနဲ့ထပ်ပြီးတော့ပြုစုနေကြလို့စပိုက်တာမမကအားလုံးကိုချုပ်ထားလိုက်ပါတယ်။စူးကတော့တင်ပေးထားတဲ့အတိုင်းကြော်ဤကိုပြုစုနေပါပြီ ပြီးတော့ကျော်ကြီးရဲ့မှတ်ဉာဏ်နဲ့ကိုဝန်ကြီးလက်ကအရင်နေ့ကစုတယောက်ထဲအပြင်သွားပြီးမိုးရွာတော့ရေကြောက်တာနဲ့တနေရာမှာဝန်ခိုးနေတော့ကျော်ကြီးရောက်လာပြီးအားလုံးကစိတ်ပူနေကြတယ်ဆိုတာထီလေးပေးလိုက်ပါတယ်တကယ်တော့ကျော်ကြီးကလည်းအဲ့ဒီတော့ကမိုးမီပြီးဖြားသွားမယ်စုလည်းသိလိုက်ရပါတယ်ကျော်ကြီးစိတ်ထဲမှာအခုဘာဖြစ်နေလဲဆိုတာကိုပါသိနေရကအခုကရေစားနေတာပါမီဇ ရေးဆိုးလိုက်ရတော့ကျော်ကြီးလည်းအခုချိန်ချင်းကိုအဖျားကြီးတက်လာသွားပါတယ်။ကော်မန်လေးကြီးလည်းရောက်လာကစူးကြောင်ကျော်ကြီးတက်လာသွားရဲဆိုတာသိလိုက်ရပါတယ်။သူလည်းစကားတွေတော်တော်လေးကိုတက်လာကကျော်ကြီးကိုချစ်တယ်တွေပါပြောနေလို့အားလုံးကအံ့ဩနေကြပါတယ်။စမစ်ကတော့အားလုံးပြီးသွားမှပဲနိုးလာခဲ့ပါတယ်။အာ